ကျွန်တော်တို့ဒါရှေ့မှာတွေးခဲ့တဲ့ဗီဒီယိုဖိုင်လေးကလက်ရှိမှာပြအွန်လိုင်းမှာတော်တော်လေးကိုခက်ထနေတယ်ဟောထနေတဲ့ဗီဒီယိုလေးတစ်ပုဒ်ဖြစ်တဲ့ပုံစံကကျွန်တော်ဒီလှိုင်းသားရဖြစ်မှာဖြစ်သွားတာဗျအဲ့ဒီမှာကစိုင်းတဆိုင်မှာဒီအသက်50အရွယ်အန်တီတယောက်ပြီးတော့သူ့ရဲ့ညီပြီးတော့တူလို့ယူဆရတဲ့ကလေးတယောက်နဲ့အတူပေါ်လို့ပစ္စည်းတို့လာပြီးတော့ခိုးတယ်ခိုးတာတော့မှန်တယ်ဒါပေမဲ့ ဒီဆိုင်ရှင်ကသူတို့ကမှပြန်လဲပြီးတော့တုံ့ပြန်တဲ့အရာကတတော်ကြီးကိုကြမ်းနေပေါ့နော်ကျွန်တော်အဲ့ဒါလေးကိုပြန်ပြီးတော့ကြည့်ကြည့်ရအောင်တခိုးမှာပါဗျောဒီမှာတခိုးမှာဒီမှာဒီမှာရောအဲ့မှာရိုက်ထားအဲ့ဒီမှာဆိုရှင်နော်ဒီသူ့ရဲ့ခေါင်းကဆက်ပြီးဝင်လဲနဲ့ဆွဲပြီးတော့ကင်ထားတယ်ပြီးတော့ ခြေလောင်းနဲ့တက်ပြီးတော့နေထားတယ်။တော်တော်ကိုကျန်းနေပါတော့။ဒါပေမဲ့အဲ့ဒီကျွန်တော်တို့နားလည်ပြီးလို့ရသေးတယ်။သေချာကြည့်ထား။တခိုးမ။ဟုတ်။ဒါရက်ကွာထဲလာခိုးရတခိုးမ။ဟမ်။ဒီဆက်ပြီးတော့ဆောက်ဆဲထားတာ။ဘလို့အကြီးရဲ့တခါလာလည်းခိုးရ။နှစ်ခါလာလည်းခိုးရ။အေး။ပါရင်ဖြိုက်တာတိတာဒီကိုတိလေးရောက်ဆော်ကားရဲ့ပုံစံကတော်တော်လေးကိုဆိုးသွားပြီအဲ့မှာကလေးကိုပြင်လို့ရပုံစံလို့နော်အဲ့မှာကြည့်ကြည့်လိုက်သူပြောသွားတဲ့ပုံစံဆိုလို့ရှိရင်ဗျာ ပါးကြီးပိတ်ရိုက်တာပေါ့နော်အဲ့ဒါတော်တော်လေးမင်းမဲစရိုက်ဆန်းတယ်အမှန်တကယ်ကခိုးတာကတော့ခိုးတာမှန်တယ်မိလို့ရှိရင်ကျွန်တော်တို့ကဒါ yes scan ကိုအပ်လို့ရတယ်တစ်ဆိုင်ရာကနေစကားပြောလို့ရတယ်အဲ့လိုမျိုးလုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဘယ်ပြောမလဲဆက်ပြန်ဆွဲပြီးတော့ပါးရိုက်တာပြီးလို့ရှိရင်ဒီ public မှာတင်တာဗျဒါအရှက်ခွဲတဲ့ပုံစံမျိုးပြီးတော့ကလေးကိုလည်းတွင်းပြီးတော့နေပူပေါ်မှာတွားပြီးတော့ကြိုးတုပ်ထားလိုက်ပါလိုက်နဲ့ပြောတာပေါ့နော်အဲ့ဒါကတော်တော်လေးကိုစိုးတယ်ဆိုတော့ထပ်ပြီးတော့ကြည့်ကြည့်အောင်ပေါ့နော်ကလေးကိုလိုက်ပါနဲ့ကလေးကိုဟမ် ခေါ်ပါမကလေးခေါ်နေမလို့မလို့ပါတဲ့ကကလေးအကြောင်းပြန်လိုက်ခိုးစရမင်းမကလေးအကြောင်းပြန်လိုက်ခိုးတာကလေးကကွယ်ကွယ်ပြီးခိုးတာကလေးကချားတယ်ညံ့ညံ့ပြီးခိုးတာဟမ်တခိုးမဟမ်အားဆိုင်ုံနဲ့သူကလက်တက်လာစားနေစားစားတာဟမ်အေးခဏခဏရိုက်တာနော်မျက်နှာကိုတွေ့တာတွေ့လားပါခဏခဏရိုက်တာပါလာပြပါခိုးနေဟာလားဟမ် မန်တကယ်ကကျွန်တော်တို့ကလူကြီးဆိုတာပေါ့ဗျာပြောတာကနေရဲစခန်းနဲ့ခိုင်းထိုင်လာတော့ပြောပြတာကျွန်တော်ပတ်စံကျွန်တော်ကလေးလည်းသစ္စာရဟန်းကြီးပဲစကားပြောတာပုံပြီးတော့ကောင်းတယ်ဒါအဲ့ဒါကိုချပြတယ်ဒါကိုကြားလို့ဟာဆရာပြစ်စီခေါ်ရမှာလာပြန်လို့ချင်းနေတာပဲအဲ့ဒါမကြည့်ဘူးထဲလဲထဲထဲမှာပဲခေါ်ထားတယ်အခုဟွန်းသူကပတ်စံမရှိဘူးပေါ့နော်ရဲစခန်းကတော့အချုပ်ခန်းနဲ့ထဲနေထဲပေါ့ပါမှန်တယ်ငေါ့ညာအဲ့ဆိုင်ကသူကအမှလက်တက်လာဆန်းတယ်ဘာမှမလှုပ်ဘူးနော်ဒီဖီရိုဘိုင်းအစကလေးကဟာ ခေါင်းကဆုံးလို့ဆွဲပြီးတော့ဟောလောက်တာကျွန်တော်မသိပါဘူးခုချင်းဒီတိုင်းဆက်မရှိတဲ့မျက်နှာလေရောက်ကထမလဲခိုးနေတာခိုးမစကားကြီးပြောတာလည်းတော်တော်လေးကိုချမ်းတယ်တော်တော်လေးယဉ်သိတော့တွေ့ရတယ်ဘူးပိတ်ထားလားဘူးပိတ်ထားလားဘူးပိတ်ထားလားဟာဟောလိုင်းဝင်လာတယ်ဟောဘူးကျိုးပြန်နည်းနည်းကျိုးလားနည်းနည်းကျိုးလားတက်တော့တက်တော့ဟာကျိုးလားတက်ခိုးပေါ်ခိုးလာဘူးအဲ့ဒါတိုင်ကလာဆွဲလား တိုင်းတော့တော့ပါလားတကယ်ကောင်းပါတယ်ပြည့်ရောနောက်ကြည့်လို့ဖြစ်အောင်ပြောတာလေကျေးဇူးတင်ပါတယ်အာရဲရလာမခေါ်မချင်းကောင်းပါနဲ့အလောက်ချီကြမ်းကြမ်းတန်းတန်းပေါ့နော်စကလုံးတွေကကြမ်းကြမ်းတန်းတန်းပြီးတော့လုံးရက်တွေကတကယ်ကြမ်းကြမ်းတန်းတန်းကိုကြီးလျောက်တွေဒီလောက်တာကိုတကယ်မကောင်းဘူးပြီးတော့ဒီကလေးကိုနေပူမှာသွားပြီးတော့ချိုးတုတ်ခိုင်းတဲ့ပုံစံမျိုးတွေပေါ့နော်အခုခေါ်ဝင်ခေါ်ဝင်တွေ့လားဒါတိုင်းမှာကိုချိုးတုတ်ထားတယ်အမောဟုတ်ဒါတိုင်းမှာချိုးတုတ်ကိုခေါ်ဝန်ထမ်းတွေကတော့အလောက်ရှင်ရခိုင်းရင်လုံးရမှာပဲသူတို့က လက်ရှိမှာအလုပ်ရဖို့လည်းလွယ်ဘူးပြင်ပါသူတို့ဝမ်းစာရှိတယ်ပေါ့ဝန်တန်းတွေကိုကျွန်တော်နားလည်ပေးလို့ရတယ်နားလည်ပေးရမယ်အဓိကတော့လုပ်ရှင်ပေါ့နော်ကဲရပါလားလူလေးဟိုကြည့်တာကတခိုးပါတပတ်ဆိုင်မှာလာခိုးနေတခိုးပါအဲ့မှာမကြည့်ပြလာလာဆူဆူဒီပြန်းနဲ့ပြတွေ့လို့ခလေးတော်လည်းမပြင်းသိမလားခလေးရောရောပြီးတော့ကိုအကျိုးတုတ်တာတော်လေးဆိုးတယ်နော်တော့ခါအဲ့မှာဒီဦးတော့မှလှမ်းတာပါတွေ့လား ဒီသူနေထင်းခေါ်ထားတယ်ပေါ့ဗျာသိရမလားနေထင်းခေါ်ထားတယ်ဆိုတော့နေထင်းလာတဲ့အချိန်ထိဆိုင်မှာပဲအေးအေးဆေးဆေးကျွန်တော်ထားလို့မရဘူးလားနေထင်းလာမှာတက်ဆိုင်ရကနေစကားပြောပြီးတော့ထိုက်တဲ့နဲ့အေးယူမှုတွေကိုလုံးတဲ့တာမဟုတ်ဘူးလားပေါ့နော်ပြီးတော့ဒီမှာခလေးဗျာခလေးကိုပါ ရောပြီးတော့လူမြင်ခွင်းကြီးမှာလူမြင်ကောင်အလဲမှာတကယ်ကူမှဒါလုံးဝတော့လူသွားလူလာရှုပ်တဲ့နေရာမျိုးမှာ နေဘူးကောင်ဓာတ်တန်ကြီးမှာကျွတ်တုတ်ထားတာ လူကြီးကိုလှုပ်တယ်ဆိုတော့မယ်ကလေးကိုတော့ကျွန်တော်တို့ဆိုင်ထဲမှာပဲခေါ်ထားလို့ရပါတယ်အခုကကလေးကြီးပေါ့ဗျာသိရမလားတခိုင်းနေဘူးပေါ့မှာကျိုးတုပ်လိုက်တာကြီးကတော်တော်ကြီးကိုရစ်ဆက်လွန်းနေအမှန်တကယ်ဆိုရှင်ဒါကလေးနဲ့ပတ်သက်တဲ့ဥပဒေကြီးရှိပါလိမ့်မယ်ပေါ့နော်အဲ့အတွက်လည်းပါဒီဆိုင်နေနဲ့လုံးဝတာဝန်ယူမှုတာဝန်ခံမှုတွေလောက်ရလိမ့်မယ်ဒါကျွန်တော်လက်ရှိမှာကြားတာဆိုလို့ရှင်ဗျာတရှိဒီရုပ်ရှင်မင်းသမီးပေါ့နော်မခိုင်နှင်းဝေကလည်းဒါကလေးဥပဒေကြီးပါညာရင်းနဲ့ ြန်လည်ပြီးတော့ဒီကလေးအတွက်ပေါ့နော်ဒါနဲ့နာတဲ့အတွက်ကြောင့်မလို့ပြန်လည်ပြီးတော့တရားစွဲမှုတွေတရားစွဲဆိုသွားဖို့လုပ်နေရဆိုတာမျိုးတွေကျွန်တော်တို့ကြားသိရတယ်။အဲ့ဒီအတွက်လည်းတကယ်ကိုမှကျေးဇူးတင်ပါတယ်။ဒါကလေးအတွက်တကယ်ကိုလိုအပ်တယ်ပေါ့နော်။ကလေးမှာဘာမှပြင်မရှိသေးဘူးအဓိကလူကြီးပဲ။ကလေးကလုံးဝထွန်းချက်ထားရမယ်ကျွန်တော်အနေနဲ့။တကယ်လို့ကလေးကလာခိုးတယ်ဆိုတော့မဲ့အဲ့ဒီကလေးကိုကျွန်တော်တို့ကနားလည်ပေးရမယ်တစ်ချိန်နှစ်ချိန်ဆိုတာ။ကလေးဆိုတာကျွန်တော်တို့ကဘယ်လိုပြောမလဲနားလည်အောင်ပြောပြပေးရပြဆုံးမပေးရတယ်ချန့်နေပေးရတယ်။ လုံးဝရစ်စစ်တဲ့အနေထောင်မျိုးကိုလုပ်တယ်ဆိုရှင်ဒီကလေးတွေရဲ့ဘဝပို့ပြီးတော့စုံသွားမယ်ပေါ့နော်အခုကဘာမှပြည့်မရှိသေးတဲ့ကလေးတယောက်ကိုနေဘူးကောင်မှာတတ်တိုင်မှာရောပြီးတော့ကြိုးတုတ်ထားရဲဆိုတာတော်တော်ကြီးကိုကြမ်းတဲ့လုံရက်တစ်ခုပေါ့နော်သူထပ်ပြီးတော့ကြည့်ကြည့်အောင်ပြောနေတယ်မင်းဆက်လာမယ်သူတို့ဆက်ဆံမှာရတယ်သူတို့ဟမ်ဘယ်နှခါရှိလဲငါးကြည့်လာခုလားငါတွေ့အောင်နှစ်ခါရှိပါပြီကြောက်ရအခုလည်းခါတက်လာတယ်ဟဟမ်ဟမ်နှစ်ခါမလို့ 那卡在老没你多了，大老没你多嘛你人那卡子老没了，哪呀你呀这卡哪不多了？那他要嘛？那卡是不多哪里吧？啊？不老啊？你这卡来，这卡对吧？这卡不老，不老、嗯，不老。那卡不老，你那把孙子弟弟气来对吧？你老尼老娘拿孙子弟弟冤家搞老他妈狗日下逼的，啊？这爷个来嘛，要滚嘛来这爷个嘛？到湘西那拿 k e l l 要要他妈抠嘛，啊？

ဒီဗီဒီယိုမှာလည်းအမြင်တွေကတော့အမျိုးမျိုးပြောင်းပါလိမ့်မယ်အမျိုးမျိုးရှိကြပါလိမ့်မယ်ပေါ့နော်ဒါပေမဲ့ကလေးငယ်အတွက်ဆိုလို့ရှိရင်တော့ဒါပြီးမစားကြဘူးလားမပြောနဲ့လောက်မစားလို့တကယ်လွန်လွန်းနေပေါ့နော်ကလေးအတွက်ကြောက်ကြောက်မရဲခေါ်လာတယ်ရဲခေါ်လာခဏရဲလာလိမ့်မယ်ရဲနဲ့ဖယ်ပေးလိုက်သူရဲခေါ်ထားတယ်ပေါ့နော်ရဲလာလိမ့်မယ်အာဖြတ်သွားတာလားလိုက်တာရပါဖြတ်သွားတာခါခိုးလို့နှစ်ခါခိုးလို့ရတော့လာတာဟာလားငါတို့ကလည်းနေစောက်ပါနေမဟုတ်ဘူးတလားဆိုင်မှာ CCTV တက်ထားစောက်ပါနေမဟုတ်ဘူးတလား လာမြောက်ပိုင်းစောက်ကန်ထလိုက်မယ်သလားအဲမမနေတော့စကားရည်လေအရန်ချမ်းနေပြီးတော့လူရည်လေအရန်ချမ်းနေတော့လာမနေသလားလာလာလာလိုက်တာရလိုက်တာရဖြစ်သွားတယ်โอเคဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့เนาะကျွန်တော်5မိနစ်စာလောက်ကျွန်တော်ရထားတယ်ဆိုတော့ဘရာသားတို့ဒါမှမဟုတ်ဒီမှာကျွန်တော်ညီမလေးတွေအမလေးပါနေပြီပေါ့เนาะအများကြီးပဲပေါ့ ဘယ်လိုမျိုးမြင်ကြလဲဒီဗီယိုနဲ့ပတ်သက်ပြီးတော့ဟိုဆိုင်ရှင်ရပဲလွင်နေထင်လားဒါမှမဟုတ်ခိုးတဲ့သူကပဲလွင်နေထင်လားပေါ့နော် ခိုးတဲ့သူကလည်းခိုးတဲ့အတွက်ကြောင့်မလို့လွင်ပါတယ်ဆိုင်ရှင်ကလည်းဖမ်းရမှာကသူတို့ရဲ့တာဝန်ဖမ်းမိရင်အပြစ်ပေးရမှာကလည်းဒါသူတို့တွေလောက်ကိုလောက်ရပါလိမ့်မယ်ဟိုဒါပဲမဲ့ဗျာကျွန်တော်ကဖမ်းပြီးလို့ရှိရင်သက်ဆိုင်ရာရှိရေပေါ့နော်သက်ဆိုင်ရာကနေစကားပြောရမယ်ထိုက်တဲ့အပြစ်ပူးမြူးတွေတာဝန်ယူမှုတာဝန်ခံမှုတွေကိုလောက်ကိုလောက်ရမယ်ပေါ့နော် ဒါပေမဲ့အပြစ်မရှိသေးတဲ့ဒီကလေးငယ်တယောက်ကိုဗျာဓာတ်တိုင်မှာထုတ်ပြီးတော့ကျိုးနေတဲ့သူတုတ်ထားတာခြိထားတာကြီးကတော်တော်လေးကိုတရားလွယ်တယ်။ဒါကြောင့်မလို့လဲဒါမခိုင်မခိုင်နှင်းဝေကိုအနေနဲ့ဗျာပြောကြစောပြနားပြတော့မှားကုန်ပါပြီ။ဒါတေဥဆောင်ခိုင်နှင်းဝေတို့အနေနဲ့ဒါကလေးငယ်အတွက်ပေါ့နော်ဥပဒေအရာပေါ့တက်ဆိုင်ရာကနေစကားပြောဖို့တွေ့တာတရားဆွဲဆိုသွားဖို့တွေ့လုံနေတဲ့ဆောင်မျိုးတွေကျွန်တော်တို့ကြားသိရတဲ့အတွက်လဲတကယ်ကိုဒါကလေးအတွက်တော့ဂျင်နန်းပြီးတယ်။ ပြီးတော့နောက်တစ်ခုရှိတာကဒီမှာတော်တော်များများပေါ့နော်ဒီသူတို့အတွက်ပေါ့ကူညီမှုတွေပြီးတော့ပံ့ပိုးမှုတွေလည်းအများကြီးရှိလာတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဟိုဒါလည်းတကယ်ကောင်းတယ်ပေါ့နော်သူတို့တွေလည်းတကယ်ဝမ်းသာတယ်ဟိုတစ်ခါတည်းကြောက်ရရှင်ကျွန်တော်တို့တွေးရမှာကဘယ်လိုပြောမလဲအမားတွေကနေဒီအကောင်းတွေဖြစ်သွားတာမျိုးရှိတယ်ဗျဒါသူတို့အတွက်ပေါ့နော်ဟိုဆန်ရှင်ကဒီလိုမျိုးရေးရစစ်စစ်တန်းတန်းတန်းဆက်ဆံလိုက်တဲ့အခါကျတော့ ျွန်တော်နိုင်ငံလူတွေကကြာတော့စာနာထက်တဲ့နှလုံးသားရှိရယ်ကိုချင်းစာတရားအများကြီးရှိကြတယ်ဟိုလူတရားမှာပြောပြည့်မလား3-4ရောက်လောက်ကပဲခုနဆိုင်ရှင်အမျိုးသမီးပုံစံမျိုးပဲဆက်ဆံဆက်ဆံကြနိုင်မယ်ဒါပေမဲ့88ရာခိုင်နှုန်းနောက်ကတော့လုံးဝကိုချင်းစာသေးရှိရယ်ဘယ်နေရာဘလို့ဖြစ်ရင်ကုညီရမလဲဆိုတော့အများကြီးရှိရယ်ဒါကြောင့်မလို့အခုချိန်မှာဆိုတော့ကုညီမှုတွေအများကြီးရှိလာတယ်လို့ကျွန်တော်ကြားသိရတယ်ပေါ့နော်ပို့ပြီးတော့ကောင်းပါတယ်ပို့ပြီးတော့ဝမ်းသာပါတယ်ဆိုတော့အမားတွေကနေအကောင့်ဖြစ်လာလို့ကျွန်တော်ယူဆရမှာပေါ့လေဒါပေမဲ့ကလေးငယ်အတွက်လိုအပ်တဲ့ ဥပဒေတွေတော့ဆက်လက်ပြီးတော့လှုပ်ဆောင်သွားဖို့တော့လိုတယ်။အဲ့ဒီတွင်လည်းပါကျွန်တော်အနေနဲ့ဒါဘယ်လိုလဲလက်ခံတယ်ပေါ့နော်အဲ့ဒီဟာလောက်တာပို့ပြီးတော့လုံးတင်တယ်ပေါ့ဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့သူတွေကရောဘယ်လိုမျိုးမြင်လဲပေါ့နော်ကိုယ့်ရဲ့အမြင်လေးတွေကိုလည်း comment လေးမှာချပြီးတော့ဒါရေးခဲ့ကြပါဦးဗျဟုတ်ကဲ့ပါဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ရဲ့ channel ကတော့အခုမှစပြီးတော့ဖွင့်တော့ဆိုတော့ဒါတိုက်နေတဲ့သူတွေနဲ့ဒီ subscribe ဒါလှုပ်ထားလို့ရတယ်တချို့နောက်နေ့တွေမှာလည်းတခြားဗီဒီယိုလေးပြီးတော့ဟာသာဆိုတဲ့ဟာသာပေါ့နော်ကျွန်တော်ထပ်ပြီးတော့လုပ်ပေးသွားဖို့ရှိရယ် 阿隆和杰森也在这儿。